ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်နေမြေပြန်စုမိုးနိုင်ဖို့အာဏာသိမ်းစစ်တပ်ကပြူဟာမှုဥဆောင်ပြီးတိုက်အင်အား100ကျော်နဲ့ချင်းပြည်နယ်ကမြို့နယ်တွေကိုစစ်ကြောင်းထိုးလာလို့တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ CNN ပြောရေးစုခွင့်ရှိသူကပြောပါတယ်ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်ရှင်ဒီလ23ရက်နေ့ကစပြီးအာဏာသိမ်းစစ်ကောင်စီရဲ့တိုက်အင်အား100ကျော်ကကလေးမြို့ကနေတိတိမ်မြို့ဘက်ကိုစစ်ကြောင်းထိုးလာတာကြောင့်တိတိမ်မြို့အဆက်ကကြေးရွာတွေမှာချင်းတော်လန်ရေးပူပေါင်းတပ်တွေနဲ့ နေတိုင်းတိုက်ပွဲပြန်ဖြစ်နေတယ်လို့ချင်းမျိုးသားတအူ CNF ပြောရေးဆိုခွင့်ရှိသူ slide ထက်နေက DWB သတင်းဌာနကိုပြောပါရယ်အနာသိန်းစစ်ကောင်စီရဲ့တပ်ကိုဒူဟာမှုကိုယ်တိုင်ဥဆောင်ပြီးချင်းပြည်နယ်မှာရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်စစ်တပ်ကသူတို့လက်လွတ်လိုက်ရတဲ့နေမြေတွေတပ်စခန်းတွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အခုလိုစစ်ကြောင်းထိုးလာတာဖြစ်တယ်လို့လည်းဆိုပါရယ်စစ်ကောင်စီကလည်းခုချင်းပြည်ကိုအင်အားအလုံးချင်းနဲ့ဟိုကတက်လာတယ်တက်လာတယ်ဆိုတော့လူလာ ဆက်ရှိရတဲ့ကလေးကနေသူကတက်တာပေါ့ဒါမှမဟုတ်ဒီကလေးမျိုးကနေစတိုင်းတိုင်းပေါ့ကလေးမျိုးကနေအထက်အခုဒီညောင်းနေတယ်မှာပေါ့တဲ့ဒီမှာဆက်တည်းနေကနေဒီနေ့အထိတိုက်ပွဲရတော့စနေတယ်ပေါ့အဲ့ဒီတိုက်ပွဲတွေကြောင်းနှစ်ဖက်ထိကိုက်သေးဆုံးမှုကိုမသိရသေးပေမဲ့တိုက်ပွဲဖြစ်တဲ့ကြေးရွာတွေကပြည်သူတွေကတော့ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်သွားကြပြီဖြစ်တယ်လို့ချင်းပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ထိန်းချုပ်ထားတဲ့နေမျိုးတွေပြန်မပေးရည်အတွက်ခုခံကာကွယ်မှုတွေလုပ်နေတယ်လို့စစ်လိုင်းထဏီကပြောပါတယ်။အခုစစ်ကောင်စီဘက်ကစစ်ကြောင်းထုတ်လာတဲ့အင်အားကများသလိုလက်နက်အင်အားပါချင်းတော်လန်ရေးတပ်တွေထက်သားလွန်လာကြောင်းချင်းပူပေါင်းကာကွယ်ရေးတပ်တွေအနေနဲ့စုမှုထားတဲ့နေမျိုးတွေလက်မလွတ်ရည်အတွက်ခုခံကာကွယ်သွားမှာဖြစ်ပြီးပြည်သူလူထုရဲ့ပူပေါင်းပါဝင်မှုကလည်းအရေးကြီးတယ်လို့ဆိုပါတယ်။အဲ့ဒါပြင်တော့အဲ့ဒါကနေသူတို့ကဆက်ပြေးနေတော့အဲ့ဒီတိတိညုံနေ ကကျွန်တော်တို့အရင် think တဲ့တိုင်းရင် dust car ကိုတော့တို့အဲ့ဒါကိုအရင်ဟောလုပ်မြတ်ပေါ့ခုတို့ရှိနေတဲ့ mall ပြီးရောတို့ခန်းကြီးရောတို့မှာတော့ဒီတူဒီကတော့ရာကြီးတစ်ပြေးတင်းဆောင်နေကြတာပေါ့နော်ရွာထဲမှာဒီအဲ့ဒီရွာပြင်မှာဒီတက်ကိုအဖြစ်နေတော့လေအဲ့ဒီအနည်းနဲ့ချုပ်လာရောရှိတဲ့လောလောဆယ်ရာကြီးတို့ရှောင်နေကြတာပေါ့ဟုတ်ကဲ့ အနာဒိုင်းစစ်ကောင်စီကဟာခါမြို့နယ်တိတိမြို့နယ်ကလွဲပြီးချင်းပြည်နယ်ရဲ့မြို့နယ်အားလုံးဒီဘက်ကိုလက်လွတ်ထားရပြီးချင်းပူပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေကချင်းပြည်နယ်ရဲ့60ရာခိုင်နှုန်းဒီဘက်ကိုထိန်းချုပ်ထားတာဖြစ်ပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ